ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာလာမယ့်ဇွန်လ29ရက်နေ့ကိုရောက်ရင်ဂျိုရှွာဘန်နဲ့ပွဲထိုးရတော့မယ် rival ကဒီပွဲမှာဂျိုရှွာဘန်နဲ့သူထိုးခွင့်ရတာအရင်ကံကောင်းတယ်ဘာကြောင့်လဲဆိုတော့ဒီပွဲဟာဂျိုရှွာဘန်နဲ့ပွဲတည်ပေးလိုက်လို့ပဲပရိသတ်စိတ်ဝင်စားမှုနဲ့အာယုံဆိုင်မှုကိုရရှိသွားတာဖြစ်တယ်လို့ထုတ်ပေါ်ပြောကြားလိုက်ပါတယ်ခင်ဗျာဒီပွဲကိုအစောပိုင်းကမာနေကိတ်နဲ့ကစားဖို့ ရိုက်ဘောကိုပွဲတက်ပေးထားခဲ့တာမာနကစ်က ranking 6မှာရှိတဲ့ fighter ဖြစ်တယ်ရိုက်ဘောက ranking 1မှာရှိတဲ့ fighter ဖြစ်တယ်ဒါပေမဲ့လေ့ကျင့်ဆင်းတဲ့အချိန်မှာမာနကစ်ကရှီတော့အယိုးမှာတန်အားရသွားခဲ့တယ်ဒီတော့သူဒီပြိုင်ပွဲထိုးမှဖြစ်နိုင်တော့လို့နှုတ်ထွက်လိုက်ရတယ်နှုတ်ထွက်လိုက်ရတဲ့အချိန်မှာ UFC ကတခြား fighter တယောက်ကိုအစားထည့်မယ်လို့ကျွန်တော်ထင်ခဲ့သေးတာဗျဒါမှမဟုတ်ဘူး UFC ကချက်ချင်းပဲ short notice နဲ့အစားထိုးပြီးတော့ ဂျိုရှွာဘန်ကိုခွင့်ပြုပေးလိုက်တယ်ဂျိုရှွာဘန်ကလည်းရှေ့မှာပွဲထိုးထားတာနိမိကက်ကရှိခဲ့ပေမဲ့အဲ့ပွဲမှာသူ့အနေနဲ့ပင်မမှုတန်ကိုအယံမခံစားခဲ့ရဘူးဆိုပြီးတော့ချက်ချင်းပဲပွဲကိုလက်ခံလိုက်တယ်ခင်ဗျဒီတော့ကျွန်တော်တို့ကဒီပွဲမှာဂျိုရှွာဘန်ဘလော့အစွမ်းသာရှိတယ်လဲဆိုတာကိုမြင်ရတော့မှဖြစ်ပါတယ် rival ကတော့သူ့ရဲ့ပွဲစဉ်ကိုပရိသတ်နဲ့မီဒီယာစိတ်ဝင်စားမှုကဂျိုရှွာဘန်ကြောင့်မြင့်တက်သွားတာဖြစ်တဲ့အတွက်အယံပဲ သူကဝမ်းသာကုန်နေပါတယ်ဒီပွဲပြီးရင်တော့နှစ်ယောက်လုံးကချန်ပီယံရှစ်ဘတ်စင်ကိုပဲထိုးခွင့်ရဖို့ညှော်လင့်ထားကြတယ် right ball ကလည်းသူကဂျိုရှွာပန်ကိုအနိုင်ထိုးပြလိုက်ပြီးရင်သူ့ကိုချန်ပီယံရှစ်ဘတ်စင်ကိုပဲထိုးခွင့်ပေးဖို့တောင်းဆိုသွားတော့မယ်လို့ပြောထားတယ်ဂျိုရှွာပန်ကလည်းဒီပွဲမှာ right ball ကိုသာအနိုင်ရခဲ့ပြီးတော့သူ့ရဲ့ ranking မိုင်းဆိုင်ရလဲမြင့်တက်သွားမယ်ဆိုရင်ချန်ပီယံရှစ်ဘတ်စင်ကိုပဲထိုးခွင့်ပေးဖို့တောင်းဆိုမယ်ဆိုတဲ့အတန်လေးကျွန်တော်ကြားနေရတယ်ခမအဲ့တော့ဒီပွဲမတိုင်ခင် ် rival ကဘလို့စကားတွေပြောကြလိုက်တယ်လဲဆိုတော့ကိုပြည်သက်တွေသိရှိအောင်ကျွန်တော်ပြောပြပေးကြပါရစေအခုဒီပွဲကမာနကိတ်နဲ့မဟုတ်တော့ပဲ Joshua Barnett ဖြစ်သွားတော့ကျွန်တော်အယံဝမ်းသာမိတယ်ဘာကြောင့်လဲဆိုတော့ပြည်သက်တွေရောမီဒီယာတွေရောစိတ်ဝင်စားမှုက Joshua Barnett ကျွန်တော်ကိုပွဲတည်ပေးလိုက်ပြီလို့သိသွားတော့မှအယံကိုစိတ်ဝင်စားမှုမြင့်တက်သွားကြတာပါဒါကတစ်ဖက်ကကြည့်ရင်အယံကောင်းပါတယ် Joshua Barnett ဟာ fighter ကောင်းတယောက်ပါသူ့ရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်လေ့လာအကဲခတ်ဖို့ပါတယ် ူ့မှာဆုံးကျုံးစရာဘာတစ်ခုမှမရှိပါဘူး။ဒါကြောင့်ဒီပွဲဟာစိတ်ဝင်စားဖို့ကောင်းတဲ့သဘောတက်ရောက်နေပါတယ်။အမှန်တိုင်းကျွန်တော်ပြောမယ်။ကျွန်တော်ဟာ ranking 10ရဲ့အောက်မှာရှိတဲ့ fighter တွေနဲ့တခါမှမထိုးဘူးသေးပါဘူး။ဘလို့ပဲဖြစ်ဖြစ်ပါ UFC ကအခုကျွန်တော်တို့ကိုပွဲတည်ပေးလိုက်ပြီ။ဒီတော့ထိုးရအောင်ပဲရှိတော့တယ်။ဒီပွဲပြီးရင်တော့ကျွန်တော်လောက်ရမှာတစ်ခုတည်းပဲရှိပါတယ်။အဲ့ဒါတော့ champion စင်ကောပဲကစားခွင့်ရဖို့တောင်းဆိုဖို့ပါပဲ။ကျွန်တော်ကလည်း အမြဲကို active ဖြစ်တဲ့ပွဲမျိုးကိုပဲလိုချင်နေပါတယ်။ဒီတော့ ranking ဘလောက်မှရှိတဲ့ကစားသမားပဲဖြစ်ဖြစ်ကျွန်တော်လက်ခံကစားသွားဖို့ဆုံးဖြတ်လိုက်လို့ဒီပွဲဖြစ်ပေါ်လာခဲ့တာပါ။ကျွန်တော်ရဲ့ခန္ဓာကိုယ်အချိုးအစားကလည်း flying weight နဲ့ကွက်တီပါပဲ။ဝိရှာရတာလည်းအရန်ကိုလွဲပါတယ်။ဂျိုရှွာဘိုင်ရဲ့ပုံစံကိုကျွန်တော်အများကြီးပြန်လည်လာစရာမလိုပါဘူး။ Fury Fury မှာသူထိုးကြတဲ့ကသူ့ရဲ့ပွဲတွေကိုကျွန်တော်ကြည့်ထားခဲ့ပါတယ်။ အလားအလာကောင်းတဲ့ fighter တွေတယောက်လို့အဲ့ကလေးကကျွန်တော်သတ်မှတ်ထားတာပါအဓိကကတော့သူ့ရဲ့ boxing ကစားတဲ့ကစားရံတွေပါပဲအဲ့ဒါကိုကျွန်တော်သတိကြီးထားပြီးတော့ခုခံကာကွယ်ရပါလိမ့်မယ်။ဘာဖြစ်နိုင်မွဲအရာယူပြီး championship ဘက်စင်ကောပွဲထိုးခွင့်ရဖို့တောင်းဆိုခွင့်ရကျွန်တော်လက်ထက်ကိုရောက်လာလိမ့်မယ်လို့ယုံကြည်ထားပါတယ်ဆိုပြီးတော့ဒါ right ball ကပြောသွားခဲ့တယ်ခင်ဗျ။ဒီတော့လာမယ့်ဇွန်လ29ရက်နေ့ကိုရောက်ရင်ကျွန်တော်တို့ Joshua Ban နဲ့ right ball ရဲ့ပွဲစဉ်ကိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျိုရှူအာဘန်ဟာ2025ခုနှစ်မှာနှစ်ပွဲထိုးတာနှစ်ပွဲလုံးနိုင်ထားပြီးနောက်ဆုံး၄ပွဲဆက်တိုက်အနိုင်ရတဲ့မှတ်တမ်းကောင်းကိုလည်းယူထားပြီးဒီတော့ rival ကို အနိုင်ယူပြီးနောက်ထပ်မှတ်တမ်းတစ်ခုကိုရေးထိုးသွားနိုင်မှာဈေးလို့ဒီနေရာကနေဥက္ကရကကြိုတင်ပြီးဆုတောင်းပေးလိုက်ပါရခင်ဗျာဂျိုရှူအာဘန်ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ